်ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုမှာအင်္ဂလိပ်လို့နော်ကိုယ့်ရဲ့မိဘရဲ့အလို့အကန့်အကြောင်းတွေပြီးလို့ရှင်ဆရာတော်တွေညဟန်းတွေဝါဆိုကြတဲ့အကြောင်းတွေကို ပြောလို့ရှင်အင်္ဂလိပ်လို့ဘယ်လိုပြောမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်ဒါဆိုရင်ပထမဆုံးအနေနဲ့နော်နာမိဘတွေကခြံအလို့လို့ပြီးတော့အသက်မွေးကြတယ်ဟုတ်ဒီမှာ sorry ဒီမှာ B ကဗမာလိုက ဇာလုံးပေါင်းမှနေတယ်ပေါ့နော်ဇာလုံးပေါင်းမှနေတယ်အဲ့ဒါကိုပြင်ပြီးတော့ဖတ်ပြပါငါမိဘတွေကရှန်အလုပ်လုပ်ပြီးတော့အသက်မွေးကြတယ်ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲမိဘတွေဆိုတော့တည်ပြီးသားเนาะ my parents เนาะရှန်အလုပ်လုပ်တာကျတော့ farm work ပေါ့နော်အဲ့တော့အသက်မွေးတာကျတော့ make living လို့ပြောပါတယ်เนาะ make living နောက်တစ်မျိုး earn a living လေးရတယ်ပေါ့နော်လို့ဆက် make နဲ့တုံးရအောင်ဒါဆိုရင် my parents နာမည်ပါတွေက make their living through ရဲ့ဟိုဘဝကိုအသက်မွေးကြတယ်ပေါ့နော်။ဘာနဲ့လဲဆိုတော့ through farm work နော်။ရှံအလုပ်လုပ်ပြီးတော့အသက်မွေးကြတယ်။ my parents make their living through farm work okay not the mule ပြောလို့ရသေးတယ်အဲ့တော့ဒီမရဲ့မိဘတွေကနော်ရှံအလုံးလုံးရှင်းဖြစ်အသက်မွေးကြတယ်အဲ့လိုပြောရှင်ရလဲဒီမရဲ့မိဘဆိုတော့ her parents เนาะအသက်မွေးတာက earn a living တော့ဘာနဲ့လဲဆိုတော့ by working on the farm เนาะရှာမအလုပ်လုပ်ခြင်းဖြင့်သူတို့ဒီမရဲ့မိဘတွေကအသက်မွေးကြတယ် earn a living ဒါဆိုရင်ဒီမှာမှတ်ထားရမှာက make living ရဲ့ earn a living ရဲ့ဆိုတာကိုမှတ်ထားပြီးရင်အသက်မွေးတယ်လို့တည်ထားတယ်ဆိုရင်စာကြောင်းကိုလိုရတာပို့ပြီးတော့လွယ်ပါလိမ့်မယ်ဒါဆိုရင်နောက်တစ်ခု ူမရဲ့မိဘတွေကကျန်အလုပ်လုပ်ပြီးတော့ဒူမပညာရေးကိုထောက်ပံ့ပေးတယ်လို့ပြောရှင်ဒူမရဲ့မိဘဆိုတော့ခုနတည်ထားတဲ့အတိုင်းပဲ her parents เนาะအဲ့တော့ဒီမှာ rely on farm work rely on ဆိုတာကတော့ဒါဒီဟိုမိခိုအားထားတယ်ပေါ့เนาะအာကိုအားထားတယ်ဘယ်ပေါ်မှာလဲဆိုတော့ farm work เนาะရှန်လုပ်လုပ်တာကိုမိခိုအားထားတယ်ဘာလို့ပို့လဲ to support her study เนาะဒူမရဲ့ပညာရေးကိုထောက်ပံ့ပေးဖို့เนาะ ဒီမှာရဲ့မိဘတွေက rely on farm work เนาะချန်လုံးလုံးချန်အလုံးလုံးတာကိုမိခိုးအားထားရတယ်တဲ့โอเคအတိတ်ပဲတော့တူတူပါပဲပေါ့เนาะချန်လုံးလုံးပြီးတော့ဒီမှာရဲ့ပညာရေးကိုထောက်ပံ့ပေးတယ်ပေါ့ her parents rely on farm work to support her studies နောက်တစ်မျိုးလည်းပြောလို့ရသေးတယ် her parents work on the farm เนาะဒီမှာရဲ့မိဘတွေက work on the farm ချမ်းမအလုပ်လုပ်တယ်เนาะ to pay for her education ူမရဲ့ပညာရေးကိုထောက်ပံ့ပေးဖို့ဒီမိုင်းမိဘတွေကရှမ်းမှာအလုပ်လုပ်ကြတယ်။ Her parents work on the farm to pay for her education. Okay, ဒါဆိုရင်နောက်တစ်ခုကြည့်ကြည့်အောင်။ဒါတော့ဆရာတော်တွေရန်တော်တွေနဲ့ပတ်သက်ပြီးတော့ဝါဒင်းကာလအခုတိတ်မကြခင်မှာဝါဒင်းကာလရောက်တော့မယ်ဆိုတော့အားလားဘူးဝါဆိုတာကိုဘယ်လိုပြောလဲဆိုတာကိုသိထားရင်ပိုကောင်းတာပေါ့နော်။ဒါဆိုရင်ဝါဒင်းကာလမှာယဟန်တွေကဝါဆိုကြတယ်။ တော့ဒီမှာရဟန်းတွေဆိုတော့တိပိတာပေါ့နော် monks ပေါ့နော်အဲ့တော့ watering kala ဆိုတော့ during the buddhist lent buddhist lent เนาะအဲ့တော့စာကြောင်းအနေနဲ့လုပ်မယ်ဆိုရင် wasoda ကိုကျတော့ observe vasa เนาะ observe vasa အဲ့ဒါကို wasoda လို့ခေါ်ပါတယ်ဒါဆိုရင် during the buddhist lent monks observe vasa during the buddhist lent monks observe vasa ောက်တစ်မျိုးလည်းပြောလို့ရသေးတယ် man spend the rainy season in retreat during vasa အဲ့တော့ဒီမှာနောက်တစ်မျိုးကျတော့ spend the rainy season တဲ့ man spend the rainy season အဲ့တော့ဝါဒင်ကာလဆိုတာတည်တဲ့အတိုင်းပဲမိုးရာသီပေါ့နော်အဲ့တော့ဒီမှာ spend the rainy season လို့တုံးတယ်နော်မိုးရာသီကိုကုံဆုံးတယ်ဘယ်လိုမျိုးလဲဆိုတော့ in retreat ဆိုတာ in retreat ဆိုတာအဲ့လိုမျိုးဆရာတော်တွေရဟန်းတော်တွေကအေးတိတ်ဆိတ် ဒီစိတ်ပြီးတော့ငိန်တက်တဲ့နေရာကိုသွားပြီးတော့အဲ့လိုမျိုးဘောနော်တရားထိုင်တာတို့ဘာတို့ကိုပြောတာဗောနော်အဲ့ကြောင့်မလို့ဒီမှာလဲအလေးပေးတဲ့သူပဲအာ spend the rainy season in retreat ဆိုတာတော့ဒါဒီ waso တာပဲဗောနော် during vasa နော် wandering kala မှာ during vasa နော် wandering kala မှာဆရာတော်တွေက waso ကြားတယ်ဗော man spend the rainy season in retreat during vasa โอเคပါဒါဆိုရင်ဒီနေ့เนาะမျက်ဝေပြည့်တဲ့ ာအင်္ဂလိပ်စာတွေကိုနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ရအောင်။ Bye bye